ချန်နန်တို့တင်တန်းချောင်းကိုနောက်ဆုံးတော့ရှောက်ကြည့်နေပါပြီတော်တော်လေးကျယ်တာမြင်တော့ဒီရှက်လန်တင်တန်းချောင်းကတကယ်ကိုအကြီးပဲဆိုပြီးတော့ချူကြီးကပြောလိုက်ပါတယ်မြို့ထဲမှာမြို့တစ်မြို့ထက်ရှိနေတယ်လို့ပဲလေခိုင်ဝမ်ကတော့တောသားမြို့တက်တွေကိုကြည့်ပြီးတော့ထူးထူးဆန်းဆန်းနေလုံနေလို့ပြောပြီးတော့စိတ်ကိုနေပါတယ်ပြီးတာနဲ့မင်းတို့ရဲ့အပြုမှုကိုဂယူဆိုင်ဆိုပြီးတော့ချန်နန်တို့ကိုသတိပေးရင်းနဲ့ရှက်လန်တင်တန်းချောင်းကိုမျက်နှာမပြည့်စင်နဲ့လို့ပြောလိုက်ပါတယ် ချူကြီးကတော့နေငါပဲမျက်နှာပြည့်စီတာမကြည့်နိုင်ရင်ထပ်တိုက်မလားဆိုပြီးတော့စိန်ခေါ်လိုက်ပါတယ်တိုက်ဖို့လက်တွေရာနေပြီးတော့တောင်းထပ်ပြောလိုက်ပါသေးတယ်ခိုင်ဝမ်ကတော့အတိညာလေးနဲ့နဲ့ပူရှိရင်ကောင်းမယ်ဆိုပြီးတော့ချူကြီးကိုပြောပြီးတော့တကယ်လို့ဒူเจ้าဟူတာတမင်တက်တဲ့ချမ်းနန်တို့ကိုတင်တန်းเจ้าပတ်လေကိုလိုက်ပြဖို့သူ့ကိုသာပြောမလာဘူးဆိုရင်ချမ်းနန်တို့နဲ့တူဒူရှိမနေဘူးဆိုပြီးတော့ခြေလိုက်ပါတယ်ဒူเจ้าဟူရဲ့အကူကြီးမရှိဘဲနဲ့ရှက်လန်တင်တန်းเจ้าမှာဘသူတွေကမင်းတို့ကိုမှတ်မိနေမှာလဲဆိုပြီးတော့ပြောနေတော့မှာပဲချမ်းနန်ရဲ့ဖန်ခဲတွေထွက်လာပြီလေချမ်းနန်ကိုနတ်ဖျားလက်ကိုရလိုက်တဲ့သူရဲ့ကောင်းကြီးမလားဆိုပြီးတော့ဝိုင်းအောင်လာကြပါပြီချူကြီးကတော့ရှက်စရာကောင်းတယ်မလားဆိုပြီးတော့ဖဲ့လိုက်ပြီးတော့ရှေ့ဆက် ွားလိုက်ပါတယ်။ချဲ့နံကတော့ကောက်မလေးတွေဝိုင်းပြီးတော့လက်မှတ်တောင်းတာကိုခံနေရပါတယ်။လက်ပေါ်မှာရောဓားပေါ်မှာရောနေရာတုံးပါပါ။လက်မှတ်တွေထိုးခိုင်းနေတာပါ။ဝိုင်းဝိုင်းလည်နေတဲ့ချဲ့နံတယောက်နောက်ဆုံးတော့တန်းပြေးသွားပြီလေ။ပေါက်ဆာကသူတို့ဘာလုပ်ကြရလဲဆိုတော့ချဲ့နံကလူတွေများတဲ့အတွက်ရှောင်ပြေးတာအကောင်းဆုံးပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ကောက်မလေးတွေကလည်းအလျှော့မပေးပါဘူး။နောက်ကနေတောက်လျှောက်လိုက်နေကြပြီလေ။ချန်ခဲ့တာကတော့ချူးပြီးနဲ့ဟောင်ချစ်ပါ။အဲ့ဒီချိန်အနက်ဝင်းတဲ့ကောက်မလေးကလည်းဒီမြင်ကွင်းကိုရွက်ကြည့်နေတယ်လေ။ အခန်းနဲ့ဝင်ဝင်ချင်းပဲပေါက်ဆာကချမ်းတန်ကိုအရင်နဲ့မဲ့ကြီးနေတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ရောက်တာနဲ့ငပြင်းကောင်ကတိုက်ရင်နေပါပြီ။အဲ့ဒီချိန်ဟောင်ကြီးရောက်လာပြီးတော့ဒီညကြိုးဆိုတဲ့စားတော့ပွဲရှိတဲ့အကြောင်းကိုလာပြောတာကြောင့်စားတော့ပွဲဆိုတာနဲ့ချက်ချင်းပဲငုတ်တို့ထထိုင်လိုက်ပြီလေ။ချမ်းတန်ကတော့လူပဲနှစ်ယောက်လာမှလဲဆိုပြီးတော့မေးလိုက်ပါတယ်။ကြားမိတာကတော့ဆရာလေးအကုန်လုံးចောင်းသားတွေအားလုံးတက်ရောက်မယ်ဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်။စီရီအားလုံးចောင်းသားတွေအားလုံးဆိုတော့အကွက်တွေ့သွားပြီးတော့ဆော့ဆော့ကပြေးလိုက်တာခါနာသွားတာကြောင့်ဒီနေ့နားလိုက်အောင်မယ်ဆိုပြီးတော့အကြောင်းပြလိုက်ပါတယ်။ပေါ့ဆာကတော့သူမလိုက်ရင်ငါလိုက်မယ်လေဆိုပြီးတော့လှမ်းអော်ပြီးမဲ့ချမ်းနံကထိုးထိုးနေဖို့ကိုချက်ပြလိုက်ပါ တယ်ပြီးတာနဲ့တဏီယာကိုလိုက်ခဲ့ဆိုပြီးတော့ခေါ်သွားပြီလေချမ်းနံသွားဖို့လုပ်နေတာကတော့စာကြည့်လိုက်ပါအခုမှအကြောင်းကိုရောက်တယ်ညာဘက်ကြီးစာလေးလာဖို့လုပ်တယ်ချမ်းနံရန်ကိုကြိုးစားလာပဲဆိုပြီးတော့ပေါက်စားကချီကျူးလိုက်ပါတယ်ချမ်းနံကတော့ယူမနေနဲ့ဆိုပြီးတော့ဟောက်လိုက်ပြီးတော့ဒီကိုထန်းဝံကျန်းစာကိုရှာဖို့လာတဲ့အကြောင်းကိုပြပြလိုက်ပါတယ်အဲ့ဒီစာအုပ်ကရှမ်းလန်ကျောင်းရဲ့ရေနာဖြစ်ပြီးတော့ထန်းဝံကုန်းပြည်ကြီးရဲ့အနှစ်သက်တောင်းကပျောက်ဆုံးနေတဲ့တမန်ကျောင်းနေနဲ့လျှို့ဝှက်ချက်တွေကိုရေးသားမှတ်တမ်းတင်ထားတာလေး ဲ့တော့ပေါ့ဆာကကြောင်းအခွင့်ပြုချက်နဲ့မှဖက်ခွင့်ရတာမျိုးမဖြစ်နိုင်ဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်ချန်နန်ကတော့ပြောလို့မရဘူးဆိုပြီးတော့အထဲမှာဘာလို့နှစ်ဖျားတွေကတည်ဆုံခဲ့ရပြီးတော့နှစ်ဆိုးတွေကပျက်စီးသွားရလဲဆိုတာရှင်းပြထားလောက်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့သူဘာလို့အခုချိန်ထိရှင်းတဲ့နေသေးရလဲဆိုတာကိုလည်းသူသိချင်နေတယ်လေ ပေါ့ဆာကအဲ့ဒီချိန်ဘိုက်ဆာလာတော့အသီးသလုံးကိုထုတ်ပေးလိုက်ပြီးတော့သူ့ကိုစောင့်ကြည့်ဖို့ကိုပြောလိုက်ပါတယ်။တခုခုထူးခြားတာရှိတာနဲ့ချက်ချင်းအချက်ကပေးခိုင်းလိုက်ပြီလေ။ထိုင်းရွံကျန်းစာလိုမျိုးယရနာကအမြင့်ဆုံးနေရာမှာဖွက်ထားလောက်တယ်ဆိုပြီးတော့ကောက်ချက်ချပြီးတော့ထွက်သွားပါပြီ။အပေါ်ပြတ်တက်သွားပြီးတော့အဆောင်တစ်ယောက်မှမရှိတာကလည်းတော်တော်လေးထူးဆန်းနေပါတယ်။ပြီးတာနဲ့နောက်တစ်ဆင့်ကိုထပ်တက်သွားပြီးတော့ဝင်ဖို့ကြိုးစားတဲ့ချိန်မှာပဲအစီရင်ကပွင့်လာပြီးတော့ဓာတ်လိုက်သွားပြီလေ။ထပ်ပြီးတော့ဖွင့်ဖို့ကြိုးစားတဲ့အခါမှာတော့အစီရင်တွေကနေငှက်တကောင်ထွက်လာပြီးတော့လူရောက်နေတယ်မျိုးစာကြည့်လိုက်ကိုဖောက်ဝင်နေတဲ့လူရှိတယ်မျိုးဆိုပြီးတော့ပြန်ပြီးတော့ထောက်အောင်ပါတော့တယ်။အဲ့တော့ချမ်းနံကလဝါနဲ့ဆက်သိမ်းပြီးလိုက်ပါတယ်။ဒီ ောက်ရက်ဆက်တဲ့အသားစီးအပြင်အချက်ပေးစနစ်ပါရှိလိုက်သေးတာလားဟာဆိုပြီးတော့ချက်နံကတွေးလိုက်ပြီလေဒါကြောင့်လဲစာကြည့်တဲ့အိမ်တော်မှာအဆောင်မထားတာလေကြည်ရတာထန်းရွံကျန်းစာကိုရားဖို့ကတော်တော်လေးမလွယ်ကူတာပဲဆိုပြီးတော့တွေးလိုက်ပါတယ်ဒါကြောင့်နောက်နီလန်တစ်ခုကိုဖြည်းဖြည်းချင်းစဉ်းစားရပါတော့မယ်အောင်ဆင်းလာတဲ့အချိန်မှာအထဲကလူတယောက်ရှိနေတာကိုသတိထားလိုက်မိသွားပြီးတော့တကားဖွင့်လိုက်တော့မုံခဲရတယောက်ကျင့်ကြံနေတာကိုတွေ့လိုက်ပါတယ် ။မုံခဲကတော့စာလိတ်ကိုဖတ်ရင်းနဲ့ရှမ်းလန်တင်တန်းချောင်းကမြင့်မြတ်တဲ့တင်တန်းချောင်းဆိုတဲ့ဂုံနဲ့တကင်းကြီးတာပဲဆိုပြီးတော့ရေရွတ်လိုက်ပါတယ်။သူတို့ထန်းထိုင်မျိုးနွယ်ရဲ့ပျောက်ဆုံးနေတဲ့ကျင့်စဉ်တွေစာလိတ်မှာဆက်ဆက်ပါပါကူးယူထားနိုင်တယ်လေ။ ဒါကြောင့်သူ့ဆရာကနှစ်တိုင်းလူလဲပြီးတော့ဒီကိုပို့နေတာအံ့ဩစရာတော့မရှိတော့ပါဘူးပြီးတာနဲ့မုံခဲရတယောက်ဆက်ပြီးတော့ကြင်ကြံနေလိုက်ပါတယ်ချောင်းကြီးနေတယ်ချမ်းနံကတော့သူတကယ်ကြီးစာကြီးဆောင်ကိုလေးချင်းမို့ရောက်လာလားဆိုပြီးတော့ရေကျွတ်လိုက်ပါတယ်အရင်တုန်းကထန်းထိုက်ရွှေကသူနဲ့ဒန်းတို့အစင်မဲ့ရှိပြီးတော့သူ့ကိုဒုက္ခိတဖြစ်အောင်လုပ်လိုက်ပြီးတဲ့နောက်မှာထန်းထိုက်ရွှေကစစ်မှန်တဲ့မသိမျိုးတယောက်အဖြစ်တက်လန်းသွားနိုင်ပြီးတော့သူကတော့တုံးစားမရတဲ့လူတယောက်ဖြစ်သွားတာလေပြီးတာနဲ့ကြင်ကြံနေတာကိုကြည့်ပြီးတော့ထန်းထိုက်ခိုင်းရဲ့ကြည်စင်ကခုတ်ခုတ်ကိုဆွမ်းအားမြင့်ဖို့တခြားတယောက်ရဲ့ဆွမ်းအားကိုဆုပ်လိုက်တာမျိုးလားဆိုပြီးတော့တွေးလိုက်ပါတယ် တခြားသူရဲ့စွမ်းအားကိုကုံဆုံးစေဖို့လိုတာမျိုးလေဒါကြောင့်ကြည်ရတာမုံခဲရနဲ့ခက်ဝဲဝဲနေမှရတော့မယ်ဆိုပြီးတော့တွေးပြီးတော့ထွက်သွားမလို့လို့တော့မှပဲပေါ့ဆာကရှီတေတေကရောက်လာပြီးတော့ချမ်းနံကိုဘာကြောင့်တလောက်တောင်နှီးကွေးရတာလဲဆိုပြီးတော့ပြောလိုက်ပါတယ်ချမ်းနံတယောက်ပေါ့ဆာပါဇက်ကိုအချိန်ပြီးပိတ်လိုက်နိုင်ပေမယ့်မုံခဲရတယောက်ကြားသွားပြီးတော့ဘာတူလဲဆိုပြီးတော့လှမ်းအောင်လိုက်ပါတယ်ပြီးတာနဲ့ထွက်ပြေးသွားတဲ့ချမ်းနံနောက်ကိုပြေးလိုက်ပြီးလေချမ်းနံမန်းတော့သူမသိသေးပါဘူးနောက်ကနေဓာတ်နဲ့တောက်လျှောက်လိုက်ပြီးတိုက်နေပြီလေချမ်းနံကတော့ရှောင်းရင်းပြေးရင်းလွှားရင်းနဲ့ပါပဲအဲ့တော့ပေါ့ဆာကချမ်းနံကသူ့ကိုကယ်ထားတာကိုဘာလို့ပြေးနေရလဲဆိုပြီးတော့မေးလိုက်ပါတယ်ချမ်းနံကတော့သူတို့ကညာဘက်ကြီးစာကြီးဆောင်ကိုခိုးဝင်တာဆိုတော့လူ မသိအောင်လုပ်ရမယ်လေဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်မဟုတ်ရင်တင်တန်းကြောင်ကနေထပ်ပြီးတော့ထုတ်ခံနေရမယ်လေအောက်ရောက်တော့လူခွဲပြေးဖို့မပြောခင်မှာပေါက်ဆတကောင်ပြေးလာမှာတန်းနေတာပါပဲချက်နဲ့ပြောတော့နားမထောင်တော့ပါဘူးအဲ့တော့ချက်နဲ့တယောက်အဆောင်ထဲကိုဝင်ပုံပုံလုပ်လိုက်ပါတယ်ကန်ဆိုးကျင်တော့မိန်းကလေးတွေနေတဲ့အခန်းဖြစ်နေတယ်လေရေချိုးပြီးတော့ထွက်လာလာချင်းမှာချက်နဲ့နဲ့တန်းလို့ပါတော့တယ်လန်သွားတော့မှတပတ်ကလည်းပြုတ်ကျသွားပြီလေရှင်းပြခွင့်နေမရလိုက်ခင်မှာပဲနှာဘူးဆိုပြီးတော့ခေါင်းစဉ်တက်ခံလိုက်ရပါတယ်ပြောရင်လေပြောစီရပါပဲနှာခေါင်းသွေးမှာရှာကြလာတာလေကောင်မလေးကထားအောင်လိုက်တော့အနီးနားကကောင်မလေးတွေအကုန်လုံးတက်တက်ကြွကြွနဲ့နှာဘူးကောင်ကိုဖမ်းဖို့အော်နေကြပါပြီချက်နဲ့တယောက်ထွက်ပြေးတဲ့အချိန်မ ှာပဲအခန်းစည်းနဲ့လုံထွေးသွားတာကြောင့်ချက်နံမန်းတော့ကောင်မလေးတွေတိမသွားပါဘူးအချက်ပြမိကြီးတွေပါတုံးပြီးတော့ဖမ်းနေကြပါပြီလိုက်ဖမ်းတဲ့ထဲမှာရှေ့ဆုံးကလိုက်ဖမ်းတာကတော့ချူကြီးပါချူကြီးကြောင့်ချက်နံပြဿနာတက်ပါတော့မယ်အဲ့ဒီချိန်ပေါက်ဆကတော့ကြောင်ထဲဝင်ပြီးတော့ငကြီးကြနေပါတယ်ပုံနေတာကိုလူမမြင်သွားပေမဲ့စားပြီးတော့လေကျင်တက်တဲ့ချိန်မှာပဲမုန်ခဲရတယောက်ပေါက်ဆကိုရှာတွေ့သွားပြီလေချက်နံကတော့ချူကြီးကိုမျက်ခြေဖြတ်လိုက်နိုင်တဲ့ချိန်မှာပဲရေသံနဲ့အတူတူလက်ဆက်တက်တော့သခင်လေးချမ်းကဒီလူမျိုးဝါသနာရှိတာကိုဆိုတဲ့အတန်ထွက်ပေါ်လာပြီလေချက်နံတယောက်လက်နက်ကိုထုတ်ပြီးတော့ဘသူလဲလို့မိလိုက်တဲ့ချိန်မှာပဲလက်နက်ပုံတစ်ခုကထွက်လာပြီးတော့တိုက်လိုက်ပါပြီပြီးတာနဲ့လက်နက်ပုံတွေစတိုက်ထွက်လာပါတယ်နောက်က ကနေပြီးတော့လူတယောက်ထွက်လာပြီးတော့ဝင်တိုက်ပေမဲ့ချက်နဲ့ရဲဓာတ်နဲ့ထိတော့အမှုန့်ဖြစ်သွားပြီလေချက်နဲ့တယောက်ပုံရှုပ်ွက်ရှိုးနဲ့ခြုံကိုတိုက်နေတာမင်းတို့ရင်ကျဲမိစ္ဆာသုံးកောင်မှာရင်ကျဲမှုမရှိဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်မိစ္ဆာကတော့ရင်ကျဲခိုင်းနေသေးတယ်လေအဲ့ဒီချိန်ဟိုလူကလည်းအလင်းမလုံနဲ့ဆိုပြီးတော့အရင်တစ်ခေါက်ကချမ်းနဲ့သူ့ညီမကိုထိခိုက်အောင်လုပ်ခဲ့တာသူလောက်ဝက်လောက်ချောလိုက်ရတယ်ဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်ဒါပေမဲ့သူတို့ရင်ကျဲမိစ္ဆာသုံးកောင်ကတေးမှာပဲအဆုံးတက်တဲ့កောင်နေဆိုပြီးတော့ထတ်တိုက်ပြီလေပြီးတာနဲ့အဲ့လိုမျိုးချမ်းနဲ့ကိုမြားခေါ်ထုတ်ရလိမ့်မယ်ဆိုပြီးတော့မတွေးထားဘူးလို့ပြောရင်းနဲ့တိုက်ရင်းနဲ့သူတို့ဘာမှမလုပ်ရသေးပဲနဲ့ချမ်းနဲ့ကသူ့ဘာသူထွက်လာတာဆိုပြီးတော့ပြောလိုက်ပါတယ် တောက်တော့တစ်ပေနောက်ကနေဝင်တိုက်ပြီးတော့ဒါတော်တော်လေးကိုမတိတတ်တာလို့မထင်ဘူးလားလို့ထပ်ပြောလိုက်ပါတယ်ချက်နဲ့တယောက်တိုက်နေရင်လည်းသူပို့ပြီးတော့မမြန်နိုင်ရင်ဟိုလူလက်ထဲကိုကြာသွားနိုင်တာကြောင့်မကောင်းတော့ဘူးဆိုပြီးတော့တွေးနေတော့မှာပဲဟိုလူကအပေါ်ကနေခြေကန်ချက်ဝင်လာပြီလေချက်နဲ့တယောက်ရှောင်းလိုက်ပြီးတော့သူကမြင်သာနေပြီးတော့ရန်သူကအမှောင်ထဲမှာဒီလိုဆိုမှတော့သူလည်းအမှောင်ထဲကိုဝင်ပုံလိုက်တာပေါ့ဆိုပြီးတော့တွေးလိုက်ပါတယ်တစ်ပေနေတပင်ပြီးတစ်ပေနောက်ကိုပုံပြီးတော့သွားနေတာကြောင့်ဟိုလူကလည်းတခင်လေးချမ်းဘယ်မှာပုံကိုကြံနေရလဲအားရမဖြုံးသီးဆန်းမှနဲ့ဆိုပြီးတော့လှမ်းအောင်လိုက်ပြီလေ ချက်နဲ့ကတော့ဂယူးမဆိုင်ပါဘူးဒါပေမဲ့သူ့ရဲ့အရေးကမြင်သာနေတာကြောင့်သူ့စီကိုဟိုလူကထတ်တိုက်ပြီလေအရှောင်ကောင်းတာကြောင့်လွတ်သွားပါတယ်ပြီးတာနဲ့ချက်နဲ့ကတင်တန်းကြောင့်မှသူတို့စောင့်ကြည့်နေတဲ့သူကမင်းလားဆိုပြီးတော့ထပ်မေးလိုက်ပါတယ် ဲ့ဒီချိန်အနောက်ကပေါ်လာပြီးတော့တခေလေးချက်မင်းကဒီလောက်အလိုက်ခံနေရတာတောင်ကိုကိုကူဖော်ထုတ်ဖို့ရန်ကြိုက်တယ်တော်လို့ပြောရင်းနေဟိုဒီဒီကနေပေါ်လာလိုက်ပြောက်လိုက်လိုက်လုပ်နေပါတယ်တရင်ကမာယာချီပြီးတော့ပြန့်နှံ့နေသေးတယ်မင်းကနဖျားလက်ကိုရသွားတဲ့သူရဲကောင်းကြီးဆိုလာပဲဆိုပြီးတော့ရိနေပါသေးတယ်ပြီးတာနဲ့မျက်စိနောက်အောင်နေရာစုံကနေထပ်ပေါ်လာပြီးတော့မင်းကအရန်ဖြိုးဖြောင်းပြီးတော့ဘာကြံစီမှလည်းရှိမနေဘူးဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်သူသာချမ်းနှံစီကိုမြင်မြန်လိုက်မလာရင်ဒီလောက်စိတ်ဝင်စားစရာမကောင်းဘဲနေတော့မယ်ဆိုပြီးတော့ဇက်တိုက်တိုက်လိုက်ပြီလေချမ်းနှံကတော့ပုံလိုက်ွယ်လိုက်နဲ့ဘာလို့နေရလဲအရင်တစ်ခေါက်ကရုပ်ဆိုးမလောက်တော့မတော်ဘူးပဲဆိုပြီးတော့ရန်ဆလိုက်ပါပြီဟိုလူကတော့ချမ်းနှံရဲ့အကွက်ကို ိုသိနေတဲ့အတွက်အလောက်နဲ့တော့ရင်မခုံဘူးလို့ပြောပြီးတော့နောက်ကနေရုတ်တရက်ပေါ်လာပြီးတော့ဆွမ်းမရှိတော့လူခံစားလိုက်ရတာဘလို့လဲလို့ပြောပြီးတော့တိုက်ချလိုက်ပါတယ်ချက်နဲ့တရောင်နောက်ကျောကဒါကြောင့်ခောက်ကော့သွားပြီလေစိတ်ထဲမှာတော့ပေါ်လိုက်ပြောက်လိုက်နေဒါကလှဲဘွက်တစ်ခုပဲဖြစ်ရမယ်ဆိုပြီးတော့တွေးလိုက်ပါတယ်စိတ်အေးထားပြီးတော့တေချာစဉ်းစားရင်းနဲ့ခိုင်ဝံပြောတာဒါတေချာရင်ရှက်လက်တင်တဲ့ကြောင့်ကတိုင်းသဘာသာတတဝါကောင်တွေကိုဝင်ဝင်ပြုမှမဟုတ်ဘူးဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်ပြီးတာနဲ့အရေးများစွာပေါ်လာပြီးတော့ချက်နဲ့ကိုထပ်တိုက်ပြီလေချက်နဲ့ကကာလိုက်ပြီးမှနောက်ကိုလွှဲသွားပါတယ်နှက်ခမ်းတောင်းပါလေတွေးရစီကြလာပါပြီနောက်တော့ဘေးပပတ်လေမှာအရေးတွေအများကြီးပေါ်လာပြီးတော့ချက်နဲ့ကိုပြေးတိုက်ကြပါတော့တယ်ဒါကြောင့် င်ချမ်းနိုင်ရဲ့ပုံကိုစဉ်းစားတဲ့အကြံကလည်းအလုံးမဖြစ်တော့ပါဘူးပြီးတာနဲ့အញ្ញန့်ခန့်ချင်အောင်ဆောင်ပြီးတော့တတော်လုံးကိုမီးရှို့လိုက်ပြီလေအဲ့တော့အမှောင်ဆိုတာမရှိတော့ဘဲနဲ့လင်းထင်းသွားပါတော့တယ်ဒါပေမဲ့ဓာတုအစွမ်းကိုမထိခိုက်တဲ့အကြောင်းပြောပြီးတော့အလင်းကပိုတောက်ပလာလေလေအမှောင်ထူးကပိုနက်လာလေလေပဲလို့ပြောပြီးတော့ထပ်တိုက်လိုက်ပြီလေနောက်ဆုံးမှာတော့ချူရီစီကလူလာတဲ့မီးကြီးကိုတုံးလိုက်မှပဲအနိုင်ပိုင်လိုက်နိုင်ပါတယ်အဲ့တော့အကိုကြီးအကိုကြီးလို့ထောက်တော့ချမ်းနန်ကသူ့ကိုခေါ်တဲ့အထင်နဲ့အကိုကြီးကိုခေါ်တော့မလုပ်ပေးရမှလဲလို့ပြောနေတော့ပါပဲသူ့ရဲ့အကိုကြီးအပြာရောင်နဲ့လူရောက်လာပြီလေချမ်းနန်တယောက်ဘာလို့ဆက်ပြီးကြုံရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပြပါဦးကျွန်တော်တို့ channel ကိုလေ like and subscribe လေးလုပ်သွားခဲ့ပြပါဦးခင်ဗျာ